ဘာမာ brain channel ကနေကြိုးစို့ပါတယ်ဗျာဟုတ်ကဲ့ပါကြိုးစို့ပါတယ်ကျွန်တော်တို့နေ့စဉ်အခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်လို့လေနေ့စဉ်ကျွန်တော်တို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါတယ်ဗျာဟုတ်ပါတယ်အကြောင်းအရာမဆက်တင်ခင်မှာဘာမာ brain channel ကို subscribe လုပ်ထားဖို့မမေ့ကြနဲ့အောင်နော်ဒီနေ့ကျွန်တော်တို့အတူတူဆန်းစစ်ကြည့်ကြမယ်အကြောင်းအရာကတော့အာအမေရိကန်ကနာမည်ကြီးကွာရှင်းမှုဆိုင်ရာရှေ့နေကြီး James Sexton ရဲ့အတွေ့အကြုံလေးနဲ့အတွေ့အခေါ်ဒီပေါ့အင်း သူက Lex Friedman ရဲ့ podcast မှာဆက်ဆံရအိမ်တောင်းရေနောက်ပြီးကြွားရှိမှုတွေအကြောင်းအတော်လေးအတွင်းချက်ချဆွေးနွေးသွားခဲ့တယ်။ဟုတ်ကဲ့တတော်စိတ်ဝင်စားဖို့ကောင်းတဲ့ရင်းမြစ်ပါ။ Sex time ကနှပေါင်း20ကျော်လောက်နေပါတင်းနေပဲမှာလုံလာတော့လေ။ဟိုဟာပစ္စည်းထွားတဲ့အိမ်တောင်းရေတွေများရဲ့အတွင်းရေတွေကိုတကယ်မြင်တွေ့ခဲ့ရတယ်သူပေါ့။ဟုတ်ပါ။ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကသူ့ရဲ့အတွေ့အကြုံတွေနဲ့တဆင့်အိမ်တောင်းရေပြုတ်ကွဲခြင်းရဲ့တကယ်အကြောင်းရင်းနေအောင်မြင်တဲ့ဆက်ဆံရေးတွေရဲ့လိုဝှစ်ချက်တွေ နောက်ဆုံးကွာရှင်းမှုချက်စင်ရဲ့လက်တွေ့အနေထားတွေကိုနားလည်ဖို့ပါပဲ။ကောင်းပြီဗျာ။ဒါဆိုရင်အဓိကမေခွန်ကြီးနဲ့ဆက်လိုက်ကြတာပေါ့။အိမ်တော်ကြီးတွေဘာကြောင့်ပြိုကွေးရတယ်လဲ။စစ်စင်ကလေးလူတွေထင်နေကြအထည်တွေဥပမာတစ္ဆာဖောင်းမှုငွေကြီးပြေတနာတွေအဲ့ဒါတွေထပ်ပိုနဲ့နဲ့တဲ့အကြောင်းရင်းအခုကိုလက်ညှိုးထိုးပြတယ်။အင်းဘာများလဲ။အဲ့ဒါကတော့ဆက်သွင်းမှုပြတ်တောက်ခြင်းနဲ့။အာဟုတ်တယ်။အဲ့ဒါတော့ချက်ပဲ။ သူကဒီဆက်တွယ်မှုပြတ်တောက်ချင်းဆိုတာချက်ချင်းကြီးဖြစ်လာတာမဟုတ်ဘူးတဲ့ဟုတ်တဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းစိတ်ဝင်ပြတ်နှက်လာတာလို့ဆိုလေသူတုံးသွားခဲ့ဥပမာကဒေဝါလီခန့်ချင်းနဲ့တူတယ်တဲ့အွန်းဒေဝါလီခန္ဓာနဲ့လားဟုတ်ကဲ့ဖြေးလာငွေထွက်များလာတယ်အသုံးများလာတယ်ဘယ်သူမှတိတ်တည်းမထားမိဘူးဒါပေမဲ့ဒီနေ့မှာတော့ယုတ်တည့်ရဲ့ကြီးဖုံးခနဲ့အကုန်ပြိုကျသွားရော ဟုတ်ကဲ့ဟုတ်ကဲ့ဆက်ဆံရေးတွေမှာလည်းအဲ့လိုပဲတဲ့အဲ့ဒီတော့သူကတက်ဆာဖောက်မှုဆိုတာအကြောင်းရင်းမဟုတ်ဘူးမဟုတ်ဘူးယောဂလက္ခဏာဟုတ်ယောဂလက္ခဏာ symptom တက်တပဲလို့ပြောရင်းတာပေါ့အဲ့ဒါစိတ်ဝင်စားစရာပဲဟုတ်တယ်လေတကယ်မေခွန်ကဒီဆက်ဆံရေးဟာအဲ့လိုတက်ဆာဖောက်တဲ့အချိန်ဤအထိအမ်ဘလို့များရောက်သွားတာလေဆိုတော့ကိုနားလေးဖို့လိုတယ်လို့သူကဆိုလိုတာအတီးကြားမယ်ပေါ့နော်လူတွေကပြဿနာရဲ့အဖြေကိုလွယ်လွယ်ကူကူလူချင်းကြတယ် လူစိုးလူခေါင်းခွဲရင်ကြတာကိုမှန်လေဒါပဲ sex tan ကရှေ့နေတောင်နေနဲ့နှစ်ဖက်စလုံးရဲ့ဇလန်းတွေကိုနှာထောင်းရတဲ့အခါအဖြစ်မှန်ကပိုရှုပ်ထွေးတယ်ပိုပြီးတိမ်မွေ့တယ်ဆိုတာတိလာတာအဲ့ဒီဆက်တွယ်မှုပြတ်တောက်ထွားတဲ့လေဟာနဲတဲ့ကိုဒီလိုတစ္ဆာဖောက်မှုတွေကဝန်လာတတ်တာမျိုးဒီဆက်တွယ်မှုပြတ်တောက်ခြင်းကဘလို့တင်းငယ်တဲ့အရာလေးတွေကနေစနိုင်တယ်လဲဆိုတာကိုသူကအရန်ထိမိတဲ့ဥပမာတွေပေးထားတယ်ဗျာနမေတီသွားတဲ့ဂရာနိုလာနဲ့ဘလူးဂျော့ဥပမာလေးလေး 哦，好嘅好嘅，那美丽家罗奶奶里好啊，皮得罗听下呗咩？好，奶奶罗讲得罗啵，特别咩都北京的咩水客养野鸡嘞。好吧嘞，granola 乌布毛个鸡养嘞，看我哋个阿英个子女一再送 granola brand 个生意多来，妈妈爷爷为了别嘞。嗯，大家听下嘞，阿表母嘞说呗咩？子女的一个多大哈？ငါကိုသူအလေးထားတယ်ငါအချိုက်ကိုသူမှတ်မိတယ်ဆိုတဲ့ချစ်ချင်းရဲ့တင်ကြေးတာဖြစ်နေတာပေါ့ဟုတ်ကဲ့ နောက်ပိုင်းကနေ့မှာခင်ပွန်းကအဲ့ဒီ granola ကိုမဝယ်လာတော့ဘူးအလုံးများလို့ပဲဖြစ်ဖြစ်တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့ဟင်းစနီးကတတိထားမိပြီမဲ့အာဒါလေးများပြောစရာလားဆိုပြီးမပြောဘဲနေလိုက်တယ်အဲ့ဒီနေစတာပဲဟုတ်တယ်အဲ့ဒီလိုသင်းငယ်တဲ့ပြောစရာမဟုတ်ဘူးလို့ထင်ရတဲ့အရာတွေစုပုံလာတဲ့အခါဆက်သွယ်မှုကတဖြည်းဖြည်းဟိုတင်ကင်းကွာလာရောဟုတ်ပါပြီဘလူးချော့ဥပမာကလည်းအဲ့လိုပဲလိမ်မှုဘဝမှာအလားတူပဲပေါ့နော်ဟုတ်ကဲ့ အစားပိုင်းမှာပုံမှန်ရှိခဲ့တဲ့ယဉ်နီးမှုမျိုးကအမ်အချိန်မရှိတာခလဲတွေရှိလာတာစတဲ့အကြောင်းတွေကြောင့်ပျောက်ကွယ်ပါတယ်။တစ်ဖက်ကဒါကိုလိုအပ်နေမှန်းတည့်ရနဲ့မတောင်းဆိုဖြစ်ဖို့ကြံတစ်ဖက်ကလည်းမပေးဖြစ်တော့ဘူး။ဒီလိုသိငဲ့တဲ့လိုအပ်ချက်တွေစန္ဒတွေကျေးဇူးတင်မှုလေးတွေကိုဖော်ပြဖို့ဖြစ်ကွက်တာကဆက်တွယ်မှုကိုအကြီးချက်ထိခိုက်စေတယ်လေ။ဒါကြောင့် Sixteen ကပြောဆိုဆက်တွယ်မှုမှာမကြောက်မရွံ့ fearless ဖြစ်ဖို့လိုအပ်တယ်လို့အလေးနဲ့ပြောတာကိုနော်။ဟုတ်တယ်။ သင်ငယ်ရဲ့ပြေတနာအရေးအယောင်တွေစိတ်ထဲမှာအတခုခုခံစားရတာတွေအဲ့ဒီ granular mobile လာတာမျိုးတွေ့ရတဲ့ချက်ချင်းပွန့်ပွန့်လင်းလင်းမေးမြန်းဆွေးနွေးဖို့လိုတယ်တဲ့อืมဘယ်လိုမျိုးလဲညီကောင်းရဲ့လားတို့တခုခုဖြစ်နေလို့လားတို့အရင်ကလိုမဟုတ်တော့သလိုပဲစသချင်းပေါ့လူအများစုကပြေတနာတကယ်ကြီးလာတဲ့အထိမီးတောက်လောင်လာအထိစောင့်နေတတ်ကြတယ်အဲ့ဒီကကြမှာပြန်ညင်းဖို့ကအရင်ခက်သွားပြီပေါ့ခက်သွားပြီဆိုလိုတာကယာယီစိတ်အပြောင်းလဲအကြောင်းဖြစ်နိုင်တယ်ဆိုရင်တော့ တဖက်လူရဲ့အပြောင်းလဲကိုတတိထားမိပြီးဂရုတစိုက်မင်းမြန်တာကငါမင်းကိုဂရုစိုက်တယ်ငါတို့ရဲ့ဆက်ဆံရေးကိုအလေးထားတယ်ဆိုတဲ့သတင်းစကားကို ပေးပို့တာပဲပေါ့ဗျာမှန်ပါတယ်အဲ့ဒီ message ကအရေးကြီးတယ်ဒီလိုတင်းကြတဲ့ချက်တွေကိုဂရုပြုချင်းကနေအပြန်လန်အားပေးထောက်ခံမှု mutual support ဆိုတဲ့နောက်အရေးကြီးတဲ့အချက်ကိုရောက်လာတာပေါ့ဟုတ်ကဲ့ဆက်ဆံကလက်ရှိရင်ကြီးမှုမှာလीအထူးသဖြင့်မီဒီယာတွေမှာရေရှည်လက်တွဲ for တွေကိုဝေဖန်တာ လောင်ပြောင်းတာကိုပုံမှန်လိုသဘောထားနေတာကိုအယံစုရင်တာတယ်။အိုးဟုတ်လားဘလိုမျိုးလဲ။ဇနီးကခင်ပွန်းကိုမြေလုံးလံပြတာမျိုးခင်ပွန်းကဇနီးကိုအရေးချင်းမရှိတယ်လို့ပြောတာမျိုးတွေပေါ့။ဒါတွေကဆက်ဆံရေးကိုတဖြည်းဖြည်းချင်းအစိတ်ခတ်နေတာနဲ့တူတယ်လို့သူကမြင်တယ်။သူကအောင်မြင်တဲ့စွန်တွဲရဲ့ပုံစံကိုတရုတ်ဖော်ဖို့သူကိုယ်တည်းလိုရင်းနှီးကျွမ်းဝင်တဲ့ Thickest Thief ဆိုတဲ့စကားကိုသုံးသွားတယ်နော်။ဒါကဘာကိုဆိုလိုချင်တာလဲဗျ။အင်း ဆိုလိုတာကသူတို့ကတယောက်ရဲ့အတွင်းပြင်ကိုတယောက်အကုန်တိတယ်။အားနေချက်အာသချက်တွေအကုန်နားလဲတယ်။ပြီးတော့လောကကြီးတစ်ခုလုံးကိုရန်သူလို့သတ်မှတ်ရင်တောင်းသူတို့နေ့ရောက်ကတော့တယောက်ကိုတယောက်အကျွဲ့မဲ့ကြောချင်းကပ်ပြီးကာကွယ်ပေးမဲ့သူတွေထိအားမဲ့ဆိုတဲ့သဘော။အာအတင်းဖွဲ့စည်းကလိုမျိုးပေါ့။ဟုတ်တယ်။လူကြားထဲမှာကိုလက်တွဲဖို့ကိုဘယ်တော့မှနှိမ်ချမဆက်ဆံဘူး။သူတွေဘာကကိုလက်တွဲဖို့ကိုမကောင်းပြောတာကိုလည်းလုံးဝခွင့်မပြုဘူးဆိုတာမျိုးပြင်ကတကယ်စူပါပါဝါပဲလို့သူကတင်စားသွားတယ်ဗျာ အဲ့ဒါအရန်ကောင်းတဲ့အချက်ပဲဒီအချက်က Lance Friedman ပြောတဲ့လိလာတွေ့ရှိခြင်းနဲ့လည်းကိုက်နေတယ်ဗျာတာမန်စကားတွေပြောနေရင်တောင်တယောက်ကိုတယောက်လေးစားချစ်ခင်တဲ့အကြီးနဲ့ကြည်နေကြတဲ့စုံတွဲတွေရှိတယ်ဆိုတာလေဟုတ်ကဲ့အဲ့ဒီအကြီးအဲ့ဒီလေးစားမှုကအချစ်ကိုရွေးချယ်မှု choice တစ်ခုအဖြစ်ရှုမြင်ခြင်းနဲ့လာနိုင်တယ်လို့ Sustan ကပြောတယ်အချစ်ကိုရွေးချယ်မှုအဖြစ်ရှုမြင်တာဟုတ်ကဲ့သူကကိုလက်တွေဖော်ရဲ့ကောင်းွက်တွေချစ်စရာကောင်းတဲ့အချက်တွေ ထူးချွတ်မှုတွေကိုတမင်တကာ ရွေးချယ်ပြီးအာယုံဆိုင်ကြည့်ရှုဖို့အကြံပေးတယ်။อืมအစားပိုင်းမှာတော့ဒါကတတိထားပြီးလုပ်ရတဲ့လေ့ကျင့်မှုတစ်ခုလို့ဖြစ်နိုင်တယ်။ဟိုအိမ်မေးတေးဆန်လေးတွေရဲ့ချစ်စရာအမှုရာတွေကိုအာယုံဆိုင်ပြီးချစ်ခင်တယ်လို့မျိုးပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့ဒီလိုအကောင်းမြင်စိတ်နဲ့ရှုမြင်တဲ့အလေးအကျင့်ကိုဘယ်ချိန်မှစလုပ်တင်ဆုံးလဲဗျာ။ system အဆိုအရတော့အကောင်းဆုံးအချိန်ကအိမ်ထောင်ရေးရဲ့အစောပိုင်း အချစ်တေအပြင်းထန်ဆုံးဖြစ်နေတဲ့အချိန်ဟန်နီမွန်းကာလာလို့ခေါ်ကြတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာပဲတဲ့ဩအစပိုင်းမှာပေါ့ဟုတ်တယ်အဲ့ဒီအချိန်မှာဒီလိုတယောက်ရဲ့ကောင်းွက်ကိုရှာဖွေအာယုံစိုက်တဲ့အလေးချင်းကိုစတင်တိဆော့ထားရဲ့နောက်နှစ်ပေါင်းများစွာကြာတဲ့အထိအဲ့ဒီအကောင်းမြင့်နဲ့အရှင်အဟုန်ကဆက်ရှိနေနိုင်တယ်တဲ့อืมကောင်းပါတယ်ဒါပေမဲ့ဒီနေရာမှာသူကနီးစီရောင်မျက်မှန် rose color glasses ဆိုရိုးကိုလည်းတတိပေးသွားတယ်တဆုံဒီအောက်ကို နိစီအောင်မျက်မှန်နဲ့ကြည့်တဲ့အခါအနီအောင်အလံတွေအားလုံးဟာတာမန်အလံတွေလိုပဲမြင်ရတယ်ဆိုတဲ့စကားလားဗျဟုတ်ပါတယ်ဟုတ်ပါတယ်ဒါကကိုယ့်လက်တွဲဖော်ရဲ့ပြဿနာတွေကိုလစ်လူရှုမိသွားနိုင်တဲ့အန်ဒီယေကိုဆိုလိုတာပေါ့နော်ဟုတ်ပါပြီအကောင်းမြင်တာကောင်းဝေးမယ်နှစ်တွေ့မကြဘဲအားနည်းချက်တီကိုလုံးဝမျက်ွယ်ပြူတာမျိုးတော့မသိသင့်ဘူးပေါ့ဒါပေမဲ့ Sustain ရဲ့အဓိကဆိုလိုရင်းကတော့ Sustain ရမှာအကောင်းမြင်စေကိုတတိတရားနဲ့မွေးမြူခြင်းကအကျိုးများတယ်ဆိုတာပါပဲ။အင်းဘဝနဲ့အချစ်ဆိုတာ အနိုင်ရဖို့ကစားရတဲ့ပွဲမဟုတ်တဲ့အတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားချစ်ဖို့အကောင်းမြင်ဖို့ရွေးချယ်တင်တယ်ဆိုတဲ့သဘောပါဒီလိုအကောင်းမြင်စိတ်နဲ့ချစ်ဖို့ဆိုတာကနောက်တစ်ချက်ဖြစ်တဲ့အားနည်းချက်ကိုဖော်ပြခြင်း vulnerability နဲ့လည်းဆက်စပ်နေတယ်လို့ချင်တယ်ဗျဟုတ်တယ်ဆက်စပ်နေပါတယ်ဆက်စတန်ကဘာကမှုဆိုချစ်ဖို့ဆိုတာယူတန်မှုပဲဘာလို့လဲဆိုတော့တနေ့တည်းမှာတင်အဲ့ဒါကိုဆုံးရှုံးရမယ်ဆိုတာကိုလက်ခံလိုက်လို့ပဲလို့ပြောတယ်ဒါတို့လေးလေးနဲ့တည်းတွေးပဲဗျ ဟုတ်တယ်တကယ်တော့ယင်းနီမှုအစစ်အမှန် true intimacy ရဖို့အတွက်ကိုယ့်ရဲ့အားနည်းချက်ဒီကိုပေါ်ပြရဲဖို့လိုအပ်တယ်လို့သူကဆိုတယ်။သူကဂျူချစ်စုကစားသမားတွေလိုပဲလို့ဥပမာပေးတယ်။ဂျူချစ်စုကစားသမားတွေဟုတ်ကဲ့ပြိုင်မဲ့ကိုချုံမဲ့မိဖို့ကိုယ့်ရဲ့အားနည်းတဲ့နေရာကိုခဏပေါ်ပြရမျိုးရှိတတ်တယ်လေဟုတ်ကဲ့ဆက်ဆံရေးမှာလဲကိုယ့်ရဲ့အတွင်းစိတ်အမှန်တွေကြောက်ရွံ့မှုတွေမလုံခြုံမှုတွေကိုလက်တွဲပေါ်ကိုဖွင့်ရပြဖို့လိုတယ်ဒါကခက်ခဲနိုင်တယ်ကြောက်စရာကောင်းနိုင်တယ် ဒါမဲ့ဒါမရှိဘဲနဲ့တကက်ယဉ်နီးမှုကမရနိုင်ဘူးလို့ဆိုတယ်။အထွတ်ထိပ်လူမှုတိုင်ဝိုင်ကလက်မခံနိုင်တဲ့ဒါမှမဟုတ်ကိုရင်ရောင် ရှစ်မီတဲ့ဆန္ဒလေးစိတ်ကူးယဉ်မှုတွေဖန်တစီစ်နဲ့ပတ်သက်ရင်ပိုခက်ခဲမယ်ထင်တယ်ဗျာ။သူကခြေပွားဆွဲလမ်းမှု food fetish တို့ fairy လို့ကိစ္စမျိုးတွေကိုဥမာပေးထားတယ်နော်။ဟုတ်ကဲ့။ကိုယ့်ရဲ့ဒီလိုအစိတ်ပိုင်းကြီးကိုတွေကိုဖုံးကိုရထားရင်ဘာဖြစ်နိုင်တယ်လဲဗျာ။အဓိက ပြဿနာကကိုတကယ်ချစ်ချင်းခံရတယ်လို့ဘရောမခံစားမှာမဟုတ်ဘူးတဲ့။အော်။ဘာလို့လဲဆိုတော့ လက်တွဲပေါ်ကကိုပြသထားတဲ့မျက်နှာဖုံးကိုပဲချစ်တာကိုရဲ့ပင်ကိုအစမကိုချစ်တာမဟုတ်ဘူးလို့ခန်းစားနေရမှာမလို့ပဲဟုတ်ပါပြီကိုရဲ့အမောင်မိုက်ဆုံးအားနည်းဆုံးအပိုင်းတွေကိုတီလဲနေတောင်လက်ခံချစ်ချင်တဲ့လက်တွဲပေါ်ရှိမှသာတကယ်လုံးချုံမှုနဲ့ချစ်ချင်းကိုခန်းစားရမှာဒါကြောင့်ယင်းနိမှုအတွက်အားနည်းချက်ကိုဖော်ပြခြင်းကမရှိမဖြစ်လိုအပ်တယ်လို့သူကပြောတာကောင်းပြီဗျာဒါဒီကတော့ဆက်ဆံရေးတည်တံ့အောင်မြင်ဖွဲ့အတွက်အရေးကြီးတဲ့အချက်တွေပေါ့ဒါမှမဟုတ်အကြောင်းမျိုးမျိုးကြောင့်ဆက်ဆံရေးတွေအဆုံးသတ်သွားတဲ့အခါ အဲ့ဒီခါပါစစ်ချက်တလဲဆစတန်ကဆက်ဆံရေးအဆုံးသတ်ပုံဒီ ending ဟာအတိတ်ကအမတရားလေးအားလုံးပေါ်ပဲလို့တည့်ရောက်မှုရှိတယ်လဲဆိုတာကိုပြောပြတော့လဲอืมသူ့အတွေ့အကြုံရဆက်ဆံရေးတစ်ခုပဲလို့အဆုံးသတ်သွားတယ်ဆိုတာကအဲ့ဆက်ဆံရေးတစ်ခုလုံးကိုကိုဘယ်လိုပြန်အမတ်ရမလဲဆိုတာကိုအကြီးကျယ်လွှမ်းမိုးလေးရှိတယ်တဲ့ဟုတ်လားစတင်ရန်ညံ့တဲ့ရုပ်ရှင်တကားကြည့်ပြီးတွိုင်းအရှိကကောင်းခဲ့တာလေးအကုန်မေ့သွားသလိုမျိုးပေါ့ဟုတ်ကဲ့ကွာရှင်းချိန်မှာအပြန်လန်အမှုန်းပွားကြရင်အတိတ်ကချစ်ခဲ့ကြတဲ့ချိန်နေ ်ပျော်ရှင်ခဲ့တာတွေအလုံးအငွေ့ပြန်သွားတတ်တယ်။သူကိုးကားတဲ့ Edgar Allan Poe ရဲ့စကားလိုမယ်။အမုန်းတရားသမနစ်အတွင်းမှာ အချစ်ရဲ့နှမဟာမေးပျောက်သွားခဲ့ပြီတဲ့။ဟာဒါတော်တော်ဝမ်းနည်းစရာပဲဗျာ။ဒါမဲ့စက်ချစ်စံကဒီလိုမဖြစ်အောင်ကြိုးစားလို့ရတယ်လို့ဆိုလိုချင်မှရတယ်နော်။ဟုတ်ကဲ့။သူကိုယ်တိုင်ကအတိတ်ကဆက်ဆံရေးတွေရဲ့အကောင်းဆုံးအခိုက်အတန့်များ greatest hits ကိုတတိယပြန်အမတ်ရအောင်စူးစမ်းရတယ်။อืมသူစီရောက်လာတဲ့ဆုံတွဲတွေကိုလည်းခင်ဗျားတို့ဘယ်လိုစတွေ့ခဲ့ကြတာလဲလို့မေးလိုက်ရင်အဲ့ဒီခါတီးနေတဲ့မျက်နှာထားတွေပျော့ပြောင်းသွားပြီးအတိတ်ကချွတ်မြင်တဲ့အမတ်တရားတွေကိုပြန်ပြောင်းပြလေးရှိတယ်တဲ့ဟုတ်ကဲ့အမတ်တရားဆိုတာသူ့တဘောဝအရာကျင်နာတတ်တဲ့ memory is kind လို့သူအဆိုရယ်သူမိခင်ကန်စာနဲ့ဆုံးပွားသွားတဲ့အဖြစ်ကိုဥပမာပေးတယ်ဟုတ်ကဲ့ နောက်ဆုံးအချိန်ဒီမှာအရန်ဆိုးရွားပင်ပန်းခဲ့ပေမဲ့အချိန်ကြာလာတော့သူ့စိတ်ထဲမှာလပါကျန်းမာပြီးရမောနေတဲ့မိခင်ရဲ့ပုံရိပ်တွေကပဲအလိုလိုပြန်ပေါ်လာတယ်တဲ့။အော်။ဒါပေမဲ့လမ်းခွဲမှုတွေမှာအထူးသဖြင့်သက်စာဖောက်ခင်ရမှုလို့နာကျင်စရာတွေပါလာတဲ့အခါမှာတော့အတိတ်ကအကောင်းမြင်စိတ်ကိုပြန်လည်ရရှိဖို့တတိထားပြီးရွေးချယ်စူးစမ်းဖို့လိုအပ်နိုင်ငယ်လို့သူကဆိုတယ်။ဟုတ်ကဲ့။တဆဖောက်မှုက အတိတ်ကမှတ်တရားတွေကိုပါအစိတ်ခတ်လိုက်သလိုခံစားရစေနိုင်တာပေါ့နော် ငါတို့အတူရှိခဲ့တဲ့အချိန်နေအားလုံးကအလိညာတွေပဲလားဆိုတဲ့အတွေးမျိုးဝင်လာနိုင်တယ်လေဟုတ်တယ်အဲ့လိုခန်းစားရနိုင်တယ်ဒါပေမဲ့ system ကဒီနေရာမှာလည်းမြတ်တာတဲ့အမြင်ကိုတင်ပြတယ်သူ့အတွေ့အကြုံရတစ္ဆာဖောက်မှုအများစုဟာဆက်တွယ်မှုပြတ်တော့ပြီးသားအစင်မပြေတော့တဲ့ဆက်စင်ရေးတွေမှာအဖြစ်များတယ်တဲ့ဩအဲ့လိုလားဒါကြောင့်ယိုရှိနဲ့လူကောင်းလူဆိုးဇလန်းစင်တော့အထက်အချိန်နဲ့ရွှေထွေးမှုကိုနိုင်လဲဖို့သူကကြိုးစားတယ်ဟုတ်ပါပြီဘာနဲ့အချက်ရဲ့ absurdity နဲ့ seriousness အကြားကဟန့်ချက်ညီမှုပဲအတိပ္ပမမှုနဲ့လေနက်မှုဟုတ်ကဲ့ sustain ကဘဝနဲ့အချစ်ကိုအရင်လေးနက်ထားလို့ရင်အရင်အရေးယူလုပ်လို့ရင်တစ္ဆာဖောက်ခံရတာလိုမျိုးနာကျင်စရာလေးဂျုံလာတဲ့အခါပိုပြီးခန်းစားရနိုင်တယ်လို့ထောက်ပြတယ်။ဆိုလိုတာကအရာရာကိုရရင်အတိပေါက်ကြီးလုံမနေပဲတခါလေးထစ်ပစ်လာတဲ့အရာတွေရဲ့မိုက်မဲမှုအသေးပဲမတ်မှုတွေကိုရင်မောနိုင်စွမ်းရှိဖို့လိုတယ်ပေါ့ဗျာ။ဟုတ်ကဲ့အဲ့လိုသဘောမျိုး သူကိုးကားထားတဲ့ drug store cowboy ရုပ်ရှင်ထဲကစကားလိုပဲဘဝဆိုတာတင်အနိုင်မရနိုင်တဲ့ကစားပွဲတစ်ခုပဲဒါကြောင့်အစွမ်းကုန်ကစားပါတဲ့အင်းအရှုံးနဲ့ကြုံရမယ်နာကျင်ရမယ်ဒီပဲမဲ့အကောင်းဆုံးစ조사ပြီးချစ်ဖို့နေထိုင်ဖို့လိုတယ်လို့ဆိုလိုတာလားဗျာအဲ့ဒီဘောမျိုးပါပဲသူကဒီချက်ကိုရှင်းပြဖို့တုံးသွားတဲ့ဥပမာကတော်တော်လေးရည်စရာကောင်းပြီးထီလဲထီလဲဟုတ်လားဗာမရလဲဟုံး တကူကြီးအာသာဖြည့်ပြီးခါစား postnet clarity အခက်အတန့်မှာခံစားရတဲ့နှိမ်ချမှု humility နဲ့ရှက်ရွက်မှုငါးပါးတွေလုံးလိုက်မိပါလိမ့်ဆိုတာမျိုးပေါ့အဲ့ဒါကိုသူကအချစ်နဲ့လိင်ဆက်ဆံမှုရဲ့မိုက်မဲမှုအတိပေမဲ့မှုတွေနဲ့ဆက်ဆက်ပြားတယ်။အော်ဟုတ်ကဲ့။သူများတွေရဲ့တစ္ဆာဖောက်မှု စာတိုတွေကိုဖတ်ရတဲ့အခါအဲ့လိုအတိပေမဲ့မှုကပိုပြီးထင်ရှားလာတယ်လို့သူကဆိုတယ်။ဘဝရဲ့ဒီလိုအသက်အကျအတိပေမဲ့မှုတွေကိုလက်ခံနိုင်စွမ်းကအရေးကြီးတယ်ပေါ့လေ။ ဒါတွေကတော့ဆက်ဆံရေးတွေရဲ့စိတ်ပိုင်းဆိုင်ရာအတွေးခေါ်ပိုင်းဆိုင်ရာရှုထောင့်လေးပေါ့ဗျာအခုဆက်ဆံရေးတွေတကယ်တမ်းပြဆဲသွားတဲ့အခါကြုံတွေ့ရတတ်တဲ့လက်တွေ့ကွာရှိမှုဆိုင်ရာအကြောင်းအရာတွေကိုဆက်စတန်ရဲ့အမိနဲ့ကြည့်အောင်သူရှေ့နေတယောက်ရဲ့အခန်းအကဏ္ဍကိုသူ့ဘယ်လိုတတ်မှတ်တယ်လဲဗျာအမ်သူကသူ့အလုပ်ကိုယဉ်နီးမှုကိုလက်နက်အဖြစ်အသုံးချခြင်း weaponizing intimacy လို့ခက်ကြမ်းကြမ်းတုံ့နှုံတော်တယ်ဟာတော့ကြမ်းတဲ့စကားလုံးပဲဟုတ်တယ် ဒါမှဆိုလိုရင်းရဲ့အကွာရှင်းမှုမှာကချိန်ကရန်ရင်းနှီးခဲ့တဲ့အချက်လက်တွေအားနည်းချက်တွေကိုတရားရုံးမှာအသုံးပြုရတာမျိုးရှိတတ်တယ်လို့ဆိုလိုတာပါဟုတ်ကဲ့ရှင်းနေတဲ့အနေနဲ့ကို့အမှုတွေရဲ့ဇလန်းကိုအကောင်းဆုံးထောင်သူရဲကောင်းတယောက်လို့ဖြစ်အောင်တင်ပြရတယ်ဒါပေမဲ့တစ်ဖက်မှာလည်းတစ်ဖက်အမှုတွေရဲ့ရှုထောင့်ကိုနားလည်ဖို့စူးစမ်းရတယ်ပြုတ်ယုံကြည်ကိုးစားမှုကိုဘယ်တော့မှအလွယ်သုံးစားမလုပ်ရဘူးလို့သူကဆိုတယ်ဟုတ်ပါပြီကွာရှင်းမှုတွေမှာအငင်းပွားရဆုံးကိစ္စတခုကပိုင်ဆိုင်မှုခွဲဝေရပဲဗျာ ဒီတို့တူအထိမ်းမြောက်မှုအကြောတဘောသူစာချုပ် prenuptial agreements or prenups ကို အရင်အားပေးတယ်နော်ဟုတ်ကဲ့အရင်အားပေးတယ်သူက we want prenup ဆိုတဲ့စာတမ်းမှာ t-shirt တောင်ဝတ်ပြခဲ့တယ်တည်းဟုတ်လားသူငွေမှာ prenup ဆိုတာကွာရှင်မှုဖြစ်လာရင်ငွေချင်းနဲ့ပိုင်ဆိုင်မှုတွေကိုဘလို့ခွဲဝေမယ်ဆိုတာကြိုတင်တဘောတူထားတဲ့စာချုပ်ဖြစ်လို့အရင်အရေးကြီးတယ်တဲ့อืมအဖြစ်ဘဲဟာကကိုပိုင်ပစ္စည်းဘဲဟာကသူ့ပိုင်ပစ္စည်းဘဲဟာကနေအောင်ပိုင်ပစ္စည်းဆိုတာတွေကို ရှင်းရှင်းလင်းလင်းသတ်မှတ်ထားတာပေါ့လေဒါပေမဲ့ prenup မှာထည့်လေရှိတဲ့တစ္ဆာဆောင်တည်မှုဆိုင်ရာအချက် fidelity clause ဥပမာတစ္ဆာဖောက်ရင်ဘာဖြစ်မလဲဆိုတာမျိုးနဲ့တတရန်ကွန်ဆွမှုဆိုင်ရာအချက် sunset clause ဥပမာအိမ်ထောင်တက်ဘလောက်ကြာရင် prenup အာဏာကုန်ဆုံးမယ်ဆိုတာမျိုးကိုတော့သူအသိအားမပေးဘူးနော်ဘာကြောင့်လဲဗျအာဟုတ်တယ်သူအမြင်အရဒီအချက်တွေကမမှန်ကန်တဲ့ မတ်လုံးတဲ့ wrong incentives ဖန်တီးစေနိုင်လို့တဲ့။အော်ဘလို့မျိုးလဲ။ fertility clause ကသစ္စာပေါချင်းကိုငွေနဲ့တိုင်းတာရသလိုဖြစ်စေနိုင်ပြီး sunset clause ကတမရမပြည့်ခင်မှာကွာရှင်းဖို့တွန်းအားပေးသလိုဖြစ်သွားနိုင်တယ်လို့သူကယူဆတယ်။ဟုတ်ပါပြီ။ရိုးရှင်းပြီးရှင်းလင်းတဲ့ပိုင်ဆိုင်မှုခွဲဝေရေကိုပဲသူအဓိကထားစီချင်တာ။ကွာရှင်းစေကတော့ဗျာဘလောက်ကုန်ကြနိုင်တယ်လဲ။အော်ဒါလည်းတော့အချင်းနေပေါ်မူတည်ပြီးအများကြီးကွာခြားနိုင်တဲ့ နှစ်ဖက်လွယ်လေးကူကူသဘောတူညီမှုရာသွားတဲ့အမှုတွေကစရိတ်သက်တာနိုင်ပေမဲ့ဟုတ်ကဲ့ရှုပ်ထွေးတဲ့ပိုင်ဆိုင်မှုတွေခလေးအုပ်ထင်းခွေအပြင်းထန်အငင်းပွားမှုတွေငွေကြေးဆိုင်ရာကျွမ်းကျင်သူတွေစိတ်ပညာရှင်တွေပါဝင်လာတဲ့အမှုတွေဆိုရင်ဒေါ်လာတိုင်းနဲ့ချီပြီးကုန်ကျသွားနိုင်တယ်လို့သူကဆိုတယ်ဟမ်လေတိုင်းနဲ့ချီပြီးဟုတ်ကဲ့ကလေးအုပ်ထင်းခွေ child custody ကိစ္စကလည်းအရင်သိမ့်မွေ့တဲ့အပိုင်းနော်ဒီမှာသူပါတဲ့ကောအဓိကထားဆိုရင်တွေ့သွားတယ်လေဗျာอืม ကလေးအုတ်ထင်းခွင့်ကိစ္စအညာစုကတော့မိဘတွေတင်းတင်းကြပ်ပတ်စွာညီနိုင်ဖြစ်ရှင်းနိုင်ကြတယ်လို့ဆိုပါတယ်။အဓိကအငင်းပွားကြတာကကလေးနဲ့ပတ်သက်တဲ့အရေးကြီးဆုံးဖြစ်ချက်တွေပညာရေး၊ကျမ်းမာရေးဒါတွေကိုဘယ်သူကချမှတ်မလဲ။နောက်ပြီးကလေးနေနေထိုင်ခွင့်အချိန်ကိုမိဘနှစ်ပါးကြဘလို့ခွဲဝင်မလဲဆိုတာတွေပါပဲ။ဟုတ်ကဲ့။ရှင်းနေဒီရဲ့အမှုသေးတွေကိုလက်တွေ့ကြဖို့အကြံပေးရတယ်။ဥပမာကလေးကိုကြောင်းပိုးကြောင်းကြိုလို့ရတာအင်စာကူလို့ပေးရတာလို့မျိုး ဝင်ထုတ်ဝင်ပေါ်များတဲ့တာဝန်တွေကိုနှစ်ဖက်မျှတအောင်ခွဲဝေဖို့တိုက်တွန်းရတာမျိုးပေါ့အရာအရေးကြီးတဲ့သတိပေးချက်ကတော့ကလေးလေးကိုလက်နက်ဖြစ်အသုံးမချဖို့ပဲနော်ဟုတ်တယ်ဟုတ်တယ်တချို့မိဘတွေကကလေးကိုအသုံးဖြစ်ပြီးတဖက်မိဘကိုစိတ်ဒုက္ခပေးတာကလေးနဲ့မိဘအဖေအမေကြားမှာစိတ်ဝမ်းကွဲအောင်တွေးထုတ်လုံဆော်ရတယ်လုံတတ်ကြတယ်လေဒါကိုမိဘအချင်းချင်းစိတ်ဝမ်းကွဲအောင်တွေးထုတ်ခြင်း parental alienation လို့ခေါ်တယ်မို့လားဟုတ်ပါတယ် အဲ့ဒါကကလေးရဲ့စိတ်ပိုင်းဆိုင်ရာကိုပြင်းထန်ထိခိုက်စေနိုင်တယ်။မျက်လုံးလံပြတာလေးတန်းမာမာတဲ့ပြောတာလိုမျိုးတင်းရတဲ့အလွန့်လက္ခဏာဆောင်တဲ့အပြုတ်မှုတွေကအစားကလေးပေါ်တက်ရောက်မှုရှိနိုင်တယ်တဲ့။ Six တန်အခြေအနေပြတာကအကောင်းဆုံးကတော့ကိုနဲ့လမ်းခွဲလိုက်တဲ့အခြားမိပါနဲ့ကိုကလေးရဲ့ဆက်ဆံရေးကိုအဆင်ပြေချုံးမွေအောင်တက်နိုင်တယ်လို့ကူညီပံ့ပိုးပေးဖို့ပဲ။ဟုတ်ကဲ့ဘလိုမျိုးလဲ။ဥပမာကလေးတတဖက်မိပါစီကလက်ဆောင်ဝယ်ပေးဖို့ကူညီတာမျိုးကလေးကတဖက်မိပါကြောင့်ကောင်းတာပြောရင်အားပေးတာမျိုးပေါ့။ ဒါကကလေးတအကုံဆုံးပဲဟုတ်ပါပြီနမ်ဆိုးနေနဲ့ဆက်ဆံရေးမှာတော့ကွာရှင်းချင်းမှာပါအရေးကြီးတဲ့ယိုသားမှု honesty နဲ့ပွင့်လဲမှု transparency အကြောင်းသူပါပြောသွားသေးလေဗျအာသူကယိုသားမှုနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာရှုထောင့်တစ်ခုကိုတင်ပြရဲ့ကြွားဝပြောဆိုမှု pet free ဆိုလိုတာကိုကိုကိုနည်းနည်းမြုပ်ပြောတာမျိုးငါကကဘာအကောင်းဆုံး coffee ဖြောတတ်လားဆိုတာမျိုးပေါ့ဟုတ်ကဲ့ အဲ့ဒါနဲ့လင်းလံမှု fraud ဆိုလိုတာက အချက်လက်အမောက်ကို တမင်တကာပြောတာမျိုးဒီကားမိုင်းတတော်မဲမောင်ရတဲ့လို့မဟုတ်ပဲလိန်ပြောတာမျိုးအဲ့ဒါဒီမတူဘူးလို့ तू ကဆိုတယ်။အော်ဟုတ်ကဲ့ယူရတယ်ဆိုတာအမြဲတမ်းရက်ရက်ဆက်ဆက်ပွင့်လင်းနေရမယ်လို့မဆိုလို့ဘူးတဲ့ဟိုဒီကောင်းဝင်ကျမဝင်နေလားဆိုလဲမိကုန်းကို ဖြေတဲ့အခါအမှန်တမ်းဝင်နေတယ်လို့ပြောတာထက်ပိုပြီးကျွမ်းကျင်တဲ့ဆက်သွယ်ပြောဆိုမှုလို့အပ်တယ်လို့မျိုးပေါ့ဆိုလိုတာက ရိုးသားမှုဆိုတာအခြေအနေအခြေခံနဲ့လိုင်းလွဲညီထွေမှုရှိဖို့လိုအပ်ပြီးအဓိကကယုံကြည်မှုကိုတည်ဆောက်ဖို့နဲ့မဖျက်ဆီးဖို့ပဲပေါ့ဗျာအတိကျပါပဲကျွမ်းကျင်တဲ့ဆက်သွယ်ပြောဆိုမှုကရိုးသားမှုရဲ့အစိပ်ပိုင်းတစ်ခုပဲတာရီကတော့ကွာရှင်မှုရှိနေဂျိမ်းစက်စတန်ရဲ့နှစ်ပေါင်းများစွာအကွေကြုံကနေကောက်နှုတ်ထားတဲ့ဆက်ဆံရေးအိမ်တော်ရေးနဲ့ကွာရှင်မှုဆိုင်ရာအတွေ့အမြင်တွေနဲ့လက်တွေ့ကြတဲ့အချံပြုချက်တွေပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဗျာ ဒီနေ့ကျွန်တော်တို့တော်တော်လေးအချင်းယူပြီးဆွေးနွေးခဲ့တဲ့အချက်လက်တွေအလုံးကိုခြုံငုံပြီးစဉ်းစားကြည့်တဲ့အခါလေးဆက်ဆံရေးရဲ့အတွေ့အကြုံတွေကကျွန်တော်တို့ကိုအရေးကြီးတဲ့အတွေ့အကြုံပေးတယ်လို့ထင်နေဗျဟုတ်ကဲ့ဘလို့အတွေ့မျိုးပါလဲဆက်ဆံရေးတစ်ခုမှာတကယ် super power ဆိုတာပဋိပက္ခကိုဘယ်တော့မှမဖြစ်အောင်ရှောင်ရှားနေတာမျိုးမဟုတ်ဘဲနဲ့ပြဿနာတွေနားလည်မှုလွယ်မမှုတွေဖြစ်လာတဲ့အခါမှာပြန်လည်ပြုပြင်ခြင်း repair အတက်ပညာကိုကျွမ်းကျင်ပိုင်နေစွာတက်မြောက်ပြီးတော့ဆက်တွယ်မှုပြတ်တော့စာပြုတ်လာတဲ့အရေးအယောင်မြင်တာနဲ့ချက်ချင်းတတိတရားနဲ့ဆက်တွယ်ဖို့ကိုရွေးချယ်နေစွာမျိုးအဲ့ဟာမျိုးဖြစ်နေလေမလားလို့ဗျာအာအရန်စဉ်းစားစရာကောင်းတဲ့ချက်ပါပဲပြိုးကွေးမှုကိုကာကွယ်ဖို့ထက်ပြန်လည်တည်ဆုံနိုင်စွမ်းသာပိုအရေးကြီးတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ပါတယ်ဗျာဒီနေ့ဆွေးနွေးမှုကနေနားထောင်သူတွေအကျိုးကျေးဇူးတစုံတရာရရှိသွားမယ်လို့မျှော်လင့်ပါတယ်โอเคအခုတင်ဆက်ပေးခဲ့တာတွေကို နှုတ်သက်တယ်ဆိုရင် like ပေးပြီးတော့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့သင်တို့ရဲ့အမြင်တွေအတွေးတွေကို comment မှာဝေမျှပေးခဲ့ကြပါအောင်ဗျာ Valor Brain Channel ကိုအချိန်ပြီးပြီးနားဆင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့တွေမှာလည်းအခုလိုစိတ်ဝင်စားဖို့ရအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ။